တမိုင်းရဲ့အကြော်ကြားဆုံး profit future တီအလေးရိုးရိုးရှင်းရှင်းအချင်းစရာအတိုင်းဖြစ်မလားပဲတခုတည်းမှာနောက်တခုကလျှို့ဝှက်ချစ်လို့ခောက်ထည့်ထားရဲဆိုရင်ဘလို့လောက်မလဲအဲဒီနေ့မှာတော့အဲ့ဒီလိုအယူအဆမျိုးကိုတင်ပြထားတဲ့စိတ်ဝင်စားစရာသမပညာဆိုင်ရာမိဘုံတခုကိုလေ့လာကြမှာပါဟုတ်ပါတယ်ဒီနေ့လေ့လာမယ့်အရမြင့်တွေကဗျာရိတ်ကြံထက်ကအဖြစ်ပြက်တွေကိုရူရှဲယုတ်ထွင်းယုတ်လေးတွေနဲ့ခိုင်းနှိုင်းထားတာပါအဓိကဖြစ်ပျက်ကြီးတစ်ခုစီတိုင်းရဲ့အတွက်မှာလေနောက်ထပ် ပိုပြီးပြင်းထန်တဲ့အဖြစ်အပျက်တွေဆက်တိုက်ပါဝင်နေတဲ့ဆိုတဲ့သဘောပါပဲ။ဒါကိုစัจ jeva လာဆန်ရအဖြစ်အပျက်တွေဆက်တိုက်ခေပေါ်နေတဲ့ပုံစံမျိုးနဲ့မြင်ရောက်ချိလိုက်ပါလား။အလွာတစ်ခုကိုခွာလိုက်တဲ့အခါနှုတ်တဆင့်ကိုရောက်သွားုံတည်းမဟုတ်ဘူး။အထဲမှာပုံခွေနေတဲ့ပိုပြီးပြင်းထန်တဲ့အဖြစ်အပျက်အသက်ဆက်ဆက်တွေကိုထပ်ပြီးတွေ့လိုက်ရတာမျိုးပါ။ကဲဒီရှုပ်ထွေးတဲ့စနစ်ကို Perfect Future ရဲ့ဖွဲ့စည်းပုံအတိုင်းပဲအပိုင်းငါးပိုင်းခွဲပြီးအတွင်းထဲကိုတဆင့်ပြီးတဆင့်ဆင်းကြည့်ကြရအောင်။ ကဲဟုတ်ပြီပထမဆုံးအမိနဲ့အပြင်ဘက်ဆုံးအလွာထီတဲ့ဒန်စစ်ခုနှစ်ခုနဲ့စားလိုက်ကြရအောင်ဒီဒန်စစ်တွေကသမိုင်းတစ်လျှောက်မှာတပြေးပြေးပေါ်ထွက်လာတယ်လို့ဖော်ပြထားတယ်ဒီတော့ပထမဒန်စစ်6ခုကကဘာလုံးဆိုင်ရာဖိရက်တယ်တပြေးပြေးနဲ့ပေါ်ပေါ်ပြီးပြင်းထန်လာပုံကိုပြနေတာပါ မြင်းစီသူရဲ့လေးဦးကနေပုံဖော်ထားတဲ့ပြိပက်ခါတွေနဲ့စတယ်။ပြီးတော့ပြင်းထန်တဲ့ညင်ပန်းနှိပ်စက်မှုတွေနောက်ဆုံးမှာတော့ကောင်းကင်ဘုံကိုတောင်တုံလုတ်သွားစီလောက်တဲ့ချစ်ကြဝလာဆိုင်ရာလှုပ်ခတ်မှုတွေထိပေါ့။ဒါတွေအားလုံးကနောက်လာမယ့်အရာတွေတော့လန်းခင်းပေးနေတာပါ။ဒါပေမဲ့အဲ့ဒီနောက်ဆုံးခုမေကုမြောက်တန်းစိတ်ကိုဖွင့်လိုက်တဲ့အခါပါစစ်ဖြစ်မလဲ။အင်းဒါကနောက်ထပ်ကက်ပေးတစ်ခုတက်တက်တော့မဟုတ်ပါဘူး။တကယ်တမ်းမှာတော့ ဒါက Prophet Future ရဲ့နောက်ထပ်တလွားကိုဖွင့်ပေးလိုက်တဲ့တော်တချောင်းဖြူနေပါတယ်။ဒီနေရာမှာအရင်မြစ်တွေကနေထောက်ပြထားတဲ့အရင်ရေကြီးတဲ့ဆက်ဆက်မှုတစ်ခုရှိပါတယ်။ခုနှစ်ခုမြောက်တန်ဆေးဟာဖြစ်စီခြင်းအကြောင်းတတ်တတ်မဟုတ်ပဲတန်ဆင်ခြင်းအကြောင်းဖြစ်တယ်ဆိုတာပါပဲ။ဒါကို ရှင်ဟောင်းအယူစာဖြစ်တဲ့အဖြစ်ဖြစ်ရနေအဲ့ဒါကတော့အဖြစ်ကိုအပိတိုင်ဖက်ရှာဖို့အဓိကထားတဲ့နေနဲ့ဆက်ဆက်ပြထားပါဗျ။ အဲ့တော့ဒီနေရာမှာပဲအဲ့ဒီထက်ဆင့်တည်ရှိနေတဲ့ဖွဲ့စည်းပုံကိုရှင်းရှင်းလေးလေးမြင်ရပါပြီ။ခုနှစ်ခုမြောက်တင်းစစ်ကိုဖွင့်လိုက်တာကဖျက်ရတခုတည်းတော့မဟုတ်ဘူးဗျာ။နောက်ထပ်တရားစီရင်ခြင်းခုနှစ်မျိုးဟုတ်ပါတယ်တံပိုးခုနှစ်လုံးကိုထုတ်လုပ်ဖို့ပဲဖြစ်နေပါတယ်။အရေးမိတွေကဒီအကူအပြောင်းကိုကျန်းစာနဲ့အခိုင်အမာချိတ်ဆက်ပြထားလာပါ။တင်းစစ်နဲ့နောက်ဆက်တွဲဖြစ်လာမယ့်တံပိုးတွေကြားက direct ဆက်ဆက်မှုကို ရှင်းရှင်းလင်းလင်းမြင်ရအောင်ပေါ့။ဟုတ်ပြီ။အခုဆိုရင်ဒုတိယလွှာထက်ကိုရောက်လာပါပြီ။ တဘိုးခုနှလုံးကပိုပြီးတိုက်ရိုက်ကြတဲ့တရားစီစဉ်ခြင်းအတစ်တစ်ခုကိုကျင်ညာလိုက်တာပဲဖြစ်ပါတယ်။ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကတရားစီရင်မှုရဲ့ပြင်းထန်ပုံတိတိတသာပြောင်းလဲသွားတာပါပဲ။တရားစီရင်ခြင်းတွေကပိုပြီးတိုက်ရိုက်ကြလာသလိုပိုပြီးတော့လည်းကြောက်စရာကောင်းလာပါတယ်။တီထဲမှာလေနောက်ဆုံးတဘိုးသုံးလုံးကအလွန်ပြင်းထန်တဲ့အကျွတ်အမင်္ဂလာ၃ပါးလို့တောင်ခေါ်ကြပါဗျ။ဒီအမင်္ဂလာတွေကကြောက်မဖွေကောင်းတဲ့တဘာဝလွန်တိုက်ပွဲတွေကို ဖြစ်စေတာပါ။ဆိုလိုတာက လူသားတွေကိုညှဉ်းပန်းနှိစက်နေတဲ့နဆိုးအင်အားစုတွေထွက်ပေါ်လာတာပေါ့ဒီကာလကိုသစ္စာဆောင်တည်သူတွေအထက်ကြီးစွာသောဒုက္ခကာလလို့ဖော်ပြထားတာပါအေးကျွန်တော်တို့တသိတွေကိုဖျက်လာခဲ့ပြီပြီးတော့အတွင်းကဓမို့တွေကိုလည်းဖျက်လာခဲ့ပြီ အခု profit future ရဲ့အတန်းနှလုံးထဲကိုရောက်လာပါပြီဒါမဲ့ရင်ကလိုပဲလीခုနှစ်လုံးမြောက်ဓမို့ဟာအဆုံးသတ်မဟုတ်သေးပါဘူးဒါဟာနောက်ဆုံးနဲ့အပြင်းထန်ဆုံးတရားစီရင်ခြင်းတွေအကတူလုံရဖြစ်နေပြန်ပါတယ် ဒါကြောင့်အထက်ကမရက်မှာကဒီနောက်ဆုံးတံပိုးဟာဖိရက်တစ်ခုတည်းကိုအချက်ပြတာမဟုတ်ဘူး။ဒါဟာနောက်ဆုံးကပေးခဏခုဖြစ်တဲ့အပြင်းထန်ဆုံးနဲ့အဖြစ်ဆန်းအားအချင်းဆုံးတရားစီရင်ခြင်းတွေကို ထုတ်လွှတ်လိုက်တာပါပဲ။ဒီကပေးခဏခုကဖိယားသခင်ရဲ့အမျက်တော်ကိုနောက်ဆုံးအကျင့်အလင်းအမြန်သုံးလောင်းချလိုက်တာကို ကိုးစားဖြစ်ပါတယ်။ ကုံမြင်တဲ့ပင်လေကောင်းညီနေအထိကမာလောကရဲ့အဖက်ဖက်ကိုဖျက်မှတ်ထားပြီးတော့ဖြက်စည်းချင်းအစီစဉ်တစ်ခုလုံးကိုအဆုံးစုံထိပြီးမြောက်စေတာပါဒီလိုတရားစီရင်ခြင်းအလွာတွေကိုတစ်ခုပြီးတစ်ခုဖျက်တမ်းပြီးတဲ့နောက်မှာတော့ဒီအဖြစ်ဖြစ်ကြအားလုံးရဲ့နှောက်ွယ်ကဘာကြောင့်လဲဆိုတဲ့အန်တီမာယူရဲ့ချက်ကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒါကအရေးအမြတ်တွေကနေဖြစ်ရှင်ဖို့စူးစမ်းနေတဲ့အတိတ်ကမင်းကုန်းပါပဲဘာလို့လဲဆိုတော့ ဒါဟာပြစ်တံပေးယုံတသက်မဟုတ်လို့ပါပဲအရင်မြစ်တွေကဒီကြောင်းမတ်ဖွဲအဖြစ်ပြအလုံးကိုရှူထောင်းပြောင်းပြီးကြည့်ဖို့ဖိတ်ခေါ်ထားတာပါဒါဟာဖြက်စီချင်းတတ်တတ်မဟုတ်ပေစကြဝဠာဆိုင်ရာအဖြစ်ဖြစ်ချင်းပုံစံတစ်မျိုးအဖြစ်တင်ပြထားတာပါဆိုလိုတာကအပြည့်ရဲ့ပြဿနာကိုတခါတည်းနဲ့အပြီးတိုက်ဖြည့်ရှင်းဖို့ဒီဇိုင်းဆွဲထားတဲ့လုပ်ငန်းစဉ်တစ်ခုပေါ့အန်ဒီမပန်တိုင်းကဒါပါပဲဒီလုပ်ငန်းစဉ်တစ်ခုလုံးကဖန်ဆင်းခြင်းအားလုံးကိုအပြည့်နဲ့တန်တရားတွေဖြစ်နိုင်တဲ့အခြေအနေနဲ့ လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေစီကိုရွှေ့ပြောင်းဖို့ရည်ရွယ်ထားတာပါ။တနည်းအားဖြင့်ပြောရရင်ရည်ရွယ်ချက်ကလွတ်လပ်ခွင့်ကိုကန့်တတ်ဖို့မဟုတ်ဘဲပြည့်စုံစေဖို့ဖြစ်ပါတယ်။ဒီတော့အဓိကချက်ကတရားစီရင်ခြင်းတိုင်းဟာဒီနောက်ဆုံးပြန်လည်တည်ဆောက်ရေးရည်ရွယ်ချက်တို့ပဲဖြစ်ပါ၏။လွတ်လပ်စွာရွေးချယ်ခွင့်နှင့်ဖရာသခင်ရဲ့ကောင်းမြတ်ခြင်းတို့အတူတကွပြည့်ပြည့်စုံစွာတည်ရှိနိုင်မဲ့စัจ java လာတစ်ခုကိုဖန်တီးဖို့ပါပဲ။အရင်မြစ်တဲ့အရာတော့ဒီအရာအလုံးဟာ အန်တီမာချစ်ချင်းမေတ္တာဆိုတဲ့နေရာမှာပေါ်မှာမူတည်နေတယ်လို့ဆိုပါရယ်လူတွေကဒီနေရာမှာဖရရကိုဆွန့်လွတ်ဖို့စင်တာရှိကြအောင်တက်တည်ပြတဲ့အခါဒါဟာဘုရားသခင်ရဲ့လမ်းစဉ်ကတရားမြတ်တာပြီးကောင်းမြတ်ချမ်းကိုအတည်ပြုလိုက်တာပါပဲဒီလိုယုံကြည်ခြင်းရဲ့လွတ်ရက်ကပဲအဖြစ်မရှိနိုင်တော့တဲ့လက်တွေ့ဘဝတည်အတွက်အုံမြင့်ဖြစ်လာစေတာပါဒါကြောင့် ီထဆင့်တီရှိနေတဲ့ profit future ကိုအဆုံးသက်တစ်ခုအနေနဲ့ဒါမှမဟုတ်ပဲရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တင်ပြခြင်းအားဖြင့်ကျွန်တော်တို့ကိုနက်နဲတဲ့မြေခွန်းတစ်ခုနဲ့ခြံထားခဲ့ပါသည်ဒီလိုရှုပ်ထွေးပြီးဆက်ဆက်နေတဲ့တရားစီရင်ခြင်းကွန်ဆက်ကြီးဟာတကယ်တော့လွတ်လပ်မှုကိုယ်တိုင်ကိုပြည့်စုံစေခြင်းအတွက်ပုံစံတစ်ခုဖြစ်နေနိုင်မလား